အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။အာနီစလိုနဲ့ Liverpool တွက်တော့နောက်ထပ်စိတ်ပြက်စရာရလက်ပေါ်လေ။ဒီနေ့ဘွဲမှာ Liverpool အပြောင်းလဲတွေအများကြီးလုပ်ထားတယ်။ကျွန်တော်တို့ပြအဓိကကစားမဆိုလို Alexis McAllister တယောက်လောက်ပဲပါပြီးတော့ဒါ Tyson မှာ Federico Chiesa ရဲ့ဒါ Kieran Morton ရဲ့ပြီးတော့မှ Rio Angumua ကို Alexis McAllister နဲ့တွဲတယ်။ကွင်းလယ်ကဒါ Anuri ကိုဒါ Anto နဲ့တွဲပြီးတော့မှ Cancelo က ကလဖန်ရမ်စီရဲ့ဂျူကူမတ်ကဲအန်တီရောဘင်ဆန်ရဲ့မီလိုခါကင်းနဲ့ပြီးတော့မှကိုးသမားကတဲ့လူငယ်ကစားမဒါဝူဒ်ပန်ဆိုတဲ့ကစားမဖမ်းနေဟိုဘက်ကဒီဘယ်လိုပြောမလဲပဲလစ်ကသူတို့အတင်းကောင်းဆောင်မာကေဟီအပါဝင်တချို့အပြောင်းလဲနေပေါ့လေ3ဘက်ရှိတဲ့အချိန်မှာရစ်ချတ်နေရာမှာသူတို့အပြောင်းလဲနေတဲ့ကမ်ဖော့ဆိုတဲ့ကစားမပါတယ်မစ်ချယ်နေရာမှာဆိုဆာကစားတယ်ကွင်းလေကဒီအာဝူဟူးကအဒမ်ဝော်ဒီနေရာမှာကစားပြီးတော့တိုက်စစ်မှာတော့ အန်ကက်တီယကဒါယွန်ဖီလစ်မှာထည့်ထားနေရမှာကစားတယ်ဆိုတော့ပဲလစ်က same shape same line မှာအပြောင်းလဲ3လောက်လောက်ပဲကိုသမားဒီဟန်ဒါဆန်အပြောင်းလဲပို့လေဒါပေမဲ့ဒီနေ့ခရစ်စတယ်ပဲလစ်ကလီဗာပူးကိုတောင်းလျှောက် pressure ပေးနိုင်တယ်လီဗာပူးအသင်းကလီဗာပူးကတော်တော်ကိုဟိုတိုင်ပတ်နေပြကျွန်တော်တို့ထင်တာမထင်ဘူးဒီလောက်ထိဒီနေ့တပွဲလုံးမှာလီဗာပူးကရှုံ target တစ်လုံးမရတယ် အဲ့ဒါကအဓိကဆိုနောက်တစ်ခုကအာလီစလော့ကဒီပွဲကိုရှုံးသွားရင်တော့မှလူလဲဖို့ဆန္ဒမရှိဘူးဆိုတဲ့ပုံစံသူနဲ့လက်ကိုဒုတိယပိုင်းမှာပီကန်ဒီလေးမှာပေးလိုက်ရတယ်ပထမပိုင်းပီကန်ဒီပေးလိုက်ရတယ်နှစ်ကိုးချောင်းဒုတိယပိုင်းမှာအာလီစလော့ဘာမှမထွိုင်းဘူးတကယ်ဆိုသူတို့အရန်မှာတော်တော်တောက်နေစကွက်ပြအရန်မှာဒါလီဗာပူးဘက်ကဘယ်လိုပြောမလဲတချို့ကစားမအချို့သူထက်ထားတဲ့တာဒါပေမဲ့ အရန်မာလဲကြည့်ရင်လီဗာပူးတဲမှာဘူးမှမပါဘူးဆိုတော့ဒီပြိုင်ပွဲကိုကြည်ကြပြန်သူကလုံးဝကိုဂူးမဆိုင်ဘူးဆိုတဲ့သဘောတရားမျိုးကိုသိပြပြီးရဲဒါမဲ့အိမ်ငွေးကြီးမှာဒီလောက်ထိဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဒါမဲ့လီဗာပူးကလုံးဝကိုအပြောင်းလဲလုပ်ခဲ့တယ်ဒါဒီနေ့ပထမပိုင်းပီကန်ဒီမှာအစ်စမီမိုင်လာဆာအိုက်မိုင်လာဆာဆိုတာကလီဗာပူးနဲ့တွေ့တိုင်းဘယ်ပွဲပဲတွေ့တွေ့ဝါဖိုနဲ့ပွဲမှာတွေ့တွေ့ပဲလစ်နဲ့အိမ်ငွေးဖြစ်ဖြစ်အဝေးကွင်းဖြစ်ဖြစ် DRD community တိုင်းမှာရောခရစ်စတယ်ပဲလစ်နဲ့အခုလီဗာပူးနဲ့ပထမအကြိုမှာရောအခုဒီနေ့ပွဲမှာရောပထမပိုင်းပီကန်ဒီမှာပဲသူ့ရဲ့ twin goal နှစ် goal ကဒီပွဲအပြောင်းလဲ ည်းပဲဒါအိုက်တွင်းကိုနှစ်ကိုးတွင်းလိုက်တဲ့အချိန်မှာလီဗာပူးလုံးဝကိုပြန်လာဖို့ခတ်သွားတယ်ဆိုတော့ပထမပိုင်းပြီးကန်ဒီမှာ52မိနစ်မှာအဲ့လိုပဲဗျာလင့်ကက်ဒီ1 2တွေရိုက်ပြီးလွတ်ထွက်သွားပြီးမှာမိုင်လာဆာကလုံးဝကိုလွတ်ထွက်သွားတယ်အမတွင်းနဲ့နောက်တွင်းသွားတဲ့ဂျန်ဘီနိုဖီနိုပေးတဲ့အလုံးဆိုလေဒီတိုင်းပဲစာပဲအဲ့မှာလီဗာပူးလုံးဝမတက်နိုင်ပဲနဲ့ဇက်တိုက်ပါပထမပိုင်းပြီးကန်ဒီလေးမှာပေးရတဲ့နှစ်ကိုးကဂိမ်းကလုံးဝပြန်လာဖို့ခတ်သွားတယ် အာနီဆော့အသင်းမှာဘာအပြေးမှမရှိဘူးလုံးဝစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတော်တော်လေးအဓိကတော့ squad ကတော်တော်လေးပြောင်းထားတာလဲပါတယ်အဲ့မှာသူတို့အတွက်လူစားဝင်လာတဲ့ဒါနယ်လိုဆိုတဲ့ချက်တိတ်လေးတိုက်ရိုက်နေနဲ့ထောက်ခံဒီချက်တိတ်တွေကလည်းကာဆိုးတာ professional အတွက်လီဗာပူးရဲ့ကစားတာနှစ်ပွဲပဲရှိတယ်ပွဲထွက်ခွင့်နှစ်ပွဲလုံးထောက်ခံရတယ်2-0ဖြစ်တဲ့ Palace က 88မိနစ်မှာခြေစွမ်းပြနေတဲ့ယာရမီနိုဖီနိုကတကူထတ်သွင်းလို့၃ဂိုးပြတ်ဒီနေ့ရာသီမှာအိုလီဗာကလက်စတာကလီဗာပူးကိုအန်ဖီမှာကာရာဘောင်းကပ်မှာဂိုးပြတ်၃ဂိုးပြတ်ထိနိုင်ပွဲရတယ်တခါသူတို့အင်ကွင်းမှာသူတို့2-1နဲ့သူတို့နိုင်ပွဲရပြီးတော့ community တိုင်းမှာလည်းတေးကြပြီးတော့မှပင်လေဂျင်းနဲ့နိုင်တယ်ဆိုတော့အိုလီဗာကလက်စတာရဲ့အသင်းကအာနီစလော့ကို၃ချိန်တီတီနိုင်ပွဲရတယ်ပိုဆိုတာကလီဗာပူးအတွက် back to back အန်ဖီမှာရှုံးတာသူတို့ပြီးခဲ့တဲ့တစ်ပတ်က ဘန်ဖို့ကိုရှုံးတယ်ဒါပေမဲ့အခုဆိုရင်လီဗာပူးကအန်ဖီမှာမန်ယူနိုက်တက်ကိုရှုံးပြီးတော့ဒီနေ့ထပ်ရှုံးသွားတယ်ပိုဆိုတာကနောက်ဆုံး9ပွဲမှာသူတို့6ပွဲရှုံးတယ်ဒါကြတော့အဲ့သူတို့9နဲ့တပွဲပဲရှိတယ်အဲ့ဒါက I Tran Frampan နဲ့ I Tran Frampan တကယ်ကိုပိတ်ကန်တဲ့အသင်း Crystal Palace ရဲ့ရှုံးပွဲလီဗာပူးရဲ့ရှုံးပွဲတွေအစကပဲလစ်နဲ့စတာ ်ပဲလီကိုသူတို့စရှုံးတယ်ပြီးတော့ချယ်ဆီကိုရှုံးတယ်ချယ်ဆီကိုရှုံးပြီးတော့မန်ယူနိုက်တက်ကိုရှုံးတယ်ရှုံးပြီးတော့ဘရန်ဖို့ကိုရှုံးတဲ့ချိန်မှာအဲကြားထဲမှာကျွန်တော်တို့ကာရာဆာရီကဂျားပွဲတပွဲအိုက်ထရန်ဖရက်ဘက်ကဂျားပွဲတပွဲကန်တယ်အခုထပ်ပြီးတော့ပေါ့လေအာမီစတော့အသင်းကတော့နောက်ထပ်စိတ်ပြက်စရာအပြောင်းလဲတွေများစွာနဲ့အိုလီဗာကာရာဆာအသင်းကဒီဘာဘူးရဲ့လူငယ်တွေကိုကောင်းကောင်းအတုံးချပြီးတော့တယောက်ယောက်နေတဲ့အင်ရှင်ကို၃ကိုပြတ်အစ်စလီမိုင်လာစားကလေဒီဘာဘူးနဲ့တွေ့တိုင်းဂိုးမြူးတဲ့ဆန္ဒ ထုံးစံအတိုင်းနှစ်ကူးသွင်းခဲ့ပြီးတော့ Palace ကဒီယာဒီမာလီဘာပူကို၃ချိန်မြောက်နိုင်ပွဲရလို့ Anfield မှာကူးပြတ်နိုင်ပြီး Quarter Final ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်